ပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်တိုင်းပြည်ကိုတရုတ်ရုရှားစီရှောင်းစားရမလာမင်းအောင်လိုင်းဆိုတဲ့ဆောင်းပါတင်ဆက်ပေးပါမယ်ငင်းစင်တောင်ကျေးကလေးဘဝတုန်းကပေါ့စီယူနီဖောင်းဝေးစစ်ဖက်နဲ့စီရတဲ့ကြိုင်လုံးလို့စစ်တပ်နဲ့တန်ရင်ကနေလေးလာရီတစ်ခုသွားဖြစ်တဲ့ဌာနလိုက်မန္တလေးကျောက်ဆယ်သတ်တဲ့ပြင်တင်နန်းလိုက်သွားရင်ကနေကျွန်တော်တို့ဖွဲ့ကမိထီလာကျောက်ဆယ်ဘက်တကြောကစစ်တပ်ရဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေမှာလေးလာဖြစ်ခဲ့တဲ့ပထမဦးဆုံးမိထီလာမျိုးအဝင်က တာကာဆတစ်ကိုအရင်ရောက်တဲ့အဲ့ဒီမှာတရုတ်ထုတ်စစ်ကားတွေတက်စင်နေနေရောက်ကျွန်တော်တို့ရောက်တဲ့အချိန်အဲ့ဒီတက်ကနေတနေ့ကိုကားတစ်စီးလုံးနဲ့တရုတ်ကဝယ်လာတဲ့စစ်ကားတွေတက်စင်တာတွေ့ခဲ့ရတယ်အဲ့ဒီကနေတစင်း တာကာစာ30အဲ့ဒီကတော့တရုတ်ရဲ့နှီးပညာနဲ့တရုတ်ကဝယ်ယူတဲ့ UAV တွေအတိုင်းစ조사ထုတ်နေတာကိုတွေ့ရတယ်။အဲ့ဒီကနေကြောင်စင်မျိုးတွေကချောင်းဆောင်ဆက်သွယ်ရေးတပ်ကိုရောက်တယ်။အဲ့ဒီတက်ကြတော့မြောက်ကိုရီးယားနှီးပညာအသုံးပြုတဲ့စောက်တဲ့အဆောင်ကစာမြောက်ကိုရီးယားကနှီးပညာနဲ့စောက်တယ်လို့သိရတယ်။တက်ဒီနီယာကတောင်းနေပတ်ချလဲဝိုင်းနေလို့တော်ယုံလူအပြင်လူအဝင်မခံတဲ့နေရောင် ဒါကစည်ရင်းနဲ့ပတ်သက်ရင်စစ်ကောင်စီကိုတင်ရုပ်မြောက်ကိုရီးယားစတဲ့အာဏာရှင်နိုင်ငံတွေကကူညီပေးခဲ့တာကိုကိုရစ်မြင်ကြရတာပေါ့။အဲ့ဒီနောက်တော့စစ်တပ်ကအာဏာသိမ်းခဲ့တယ်ပေါ့ဗျာ။မှတ်မိကြမယ်ထင်နေ။စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က2029စစ်စင်ရေးစတဲ့အချိန်ပေါ့။ရုတ်တရက်ထင်မထားလောက်အောင်စစ်ရှုံးသွားတော့စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူစော်မင်းထွန်းဆိုတဲ့သူကကြီးပအားကိုပစံရုံးလုံနေတဲ့သူတွေအဖွဲ့အစည်းတွေမီဒီယာတွေကိုလည်းစိတ်ပြက်ပွဲတွေ့ရပါတယ်လို့ဆိုပါတယ်။တထိုးကလူပြန်ဟစ်တယ်လို့ဒီလူတွေကအစင်တိတ်တောင်မကြလိုက်လား။ ားရှုမြို့ကိုမြန်မာစစ်တပ်ကစွန်းစွန်းတမန်တိုက်ခိုက်သိမ်းယူခဲ့ခြင်းတော့မဟုတ်ရိုးရှင်းစွာပြဝရင်တရုတ်ထွင်းဖောက်ပြီးခဲ့တဲ့ခွေးတုံပေါက်ကတဆင်ဂုံတိတ်ခါမဲစွာပြန်လည်ဝင်ရောက်သိမ်းယူသွားခဲ့တာတွေ့ရပါတယ်တဆက်တည်းမှာပဲပြည်တွင်းကတွန်လိုင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်ကိုမခံနိုင်မဲတိုင်းစစ်ဌာနချုပ်ပါအသိခံရခြင်းလက်နက်ကင်ပဋိပက္ခကိုအကြမ်းဖက်မှုဖြင့်မှတ်ယူပြီးတိုက်ဖြတ်ရေးအတွက်အကူအညီပေးဖို့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌခင်ကရုရှားကိုအကူအညီတောင်းခဲ့တယ်လို့သိရပါတယ် နိုင်ငံတကာစစ်မျက်နှာသွားကြည့်ရင်လည်းစစ်ကောင်စီဘက်ကတူပင်လို့ဆက်ဆံနေတဲ့ရုရှားအနေနဲ့ယူကရိန်းစစ်ပွဲမှာတင်ရုပ်မြောက်ကိုရီးယားစစ်သားတွေကိုကူပြီးစစ်တိုက်ခိုင်းတာကိုတွေ့ရတယ်။ဖိအီချေရနင်းနဲ့မင်းအောင်လိုင်းကလည်းကြောက်ဖြူကိုတရုတ်တပ်တွေဝင်စီတဲ့တဝင်းရှင်နဲ့စစ်ကန်စီမံကိန်းမှာရုရှားတပ်တွေဝင်စီမယ်လို့သိရတယ်။အချုပ်ချာအာနာကိုတလက်မမတိုင်းတပားရဲ့လက်နက်ကင်တပ်တွေကအဝင်မခံဘူးလို့ကြွေးကြော်ထားတဲ့မြန်မာစစ်တပ်ဟာအာနာသိမ်းမင်းအောင်လိုင်းလက်ထက်မှာတရုတ်ဝင်ပါရုရှားဝင်ပါဆိုတာမျိုးဇက်တိုက်တွေ့နေရတယ်။မကြာမီအချိန်ကပဲစစ်ကောင်ဆောင်မင်းအောင်လိုင်းကိုယ်တိုင်တရုတ်နိုင်ငံ အနေနဲ့မိမိတို့ဘက်ကပြက်ပြက်သားသားရက်တီနေကြောင်းထုတ်ပေါ်ပြောဆိုထားပါတယ်ဒီနေရာမှာငါတို့အယူစီယူကမယ်ဆိုတဲ့ဝါတဝါပေါက်ကူတော်ရူမဘာသာအုပ်စုတွေဘက်ကနှုတ်ဆက်နေသလိုမင်းရောင်းလိုက်ကိုရိုင်းကလည်းမထူးဆက်ခင်းတဲ့အနေနဲ့ ူမထွက်ခင်အချိန်ထိတိုင်းပြည်ကိုတရုတ်နဲ့ရုရှားကိုအဓိကထိုးချွေးခဲ့မယ်လို့မြင်မိပါတယ်။ဒါကစင်အုပ်စုနဲ့မဘာသာအုပ်စုတွေအတွက်အရှက်ရစရာလုံရက်လို့မြင်မိတယ်လို့ထိုးချွေးခံရတဲ့တိုင်းပြည်အတွက်လည်းတကယ့်ကိုစိတ်မကောင်းစရာပါကျွန်တော်တို့စီလုံးဖို့အခုထပ်ပိုလိုအပ်လာပါပြီလို့ရှင်းသားထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ရွေးကောက်ပွဲအတွက်မဲပေးဆက်တွေထုတ်လုပ်နေတယ်လို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ စစ်ကောင်စီကဦးဆောင်ကျင်းပမဲ့ရွေးကောက်ပွဲမှာအသုံးပြုဖို့မဲပေးဆက်တွေထုတ်လုပ်နေတယ်လို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကိုကပြောဆိုသွားပါတယ်ရွေးကောက်ပွဲအတွက်လိုအပ်တဲ့မဲပေးဆက်တွေကိုထုတ်လုပ်လျက်ရှိပြီးရရှိလာတဲ့မဲပေးဆက်တွေကိုသက်ဆိုင်ရာတိုင်းနယ်ပြည်နယ်တွေကိုတည်ယူပို့ဆောင်ခြင်းတူလောင်ထိန်ထိန်ခြင်းနဲ့ပြည့်စုံမှုမရှိစေဖို့စနစ်တကျသိမ်းဆဲစီမံဆောင်ရွက်နေရလို့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကဆိုပါတယ်မနေ့ကနေပြည်တော်မှာကျင်းပပြုလုပ်တဲ့စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များညှိနှိုင်းစည်းဝေးမှာ ှာဥကိုကိုကအခုလိုထင်သွင်းပြောဆိုထားတာပါမဲပေးဆက်တွေကိုဘယ်မှာထုတ်လုပ်နေရဆိုတာနဲ့ဘယ်လိုထုတ်လုပ်နေရဆိုတာကိုတော့ပြောဆိုသွားတာမရှိပါဘူးမဲပေးဆက်တွေကိုမြန်မာ Electronic Voting Machine MEVM လို့နာမည်ပေးထားပြီးပြီးခဲ့တဲ့ဇွန်လ12ရက်ကလည်းရှမ်းပြည်နယ်အစိုးရအဖွဲ့တွေကစမ်းသပ်မှုတွေပြုလုပ်ခဲ့တယ်လို့လည်းစစ်ကောင်စီထုတ်ပြန်ချက်တွေရသိရပါတယ် အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ဦးဆောင်တဲ့အရက်သားအစိုးရရွှေကောက်ပွဲအနိုင်ရရှိဖို့လွတ်တော်ခေါ်ဖို့စီစဉ်နေချိန်အာဏာသိမ်းခဲ့တဲ့စစ်ကောင်စီကလာမယ့်ဒီဇင်ဘာလနဲ့2026ခုနှစ်တွင်မှာရွှေကောက်ပွဲကိုတော့အပိုင်းလိုက်ပြုလုပ်ကျင်းပသွားမယ်လို့ပြောဆိုထားပါတယ်။စစ်ကောင်စီရွှေကောက်ပွဲကော်မရှင်ကတနိုင်ငံလုံးအတိုင်းအတာနဲ့မဲပေးဆက်တွေအသုံးပြုဖို့စီစဉ်နေတာဖြစ်ပါတယ်။မဲမတမာမှုအကြောင်းပြချက်နဲ့အရက်သားအစိုးရစီကအာဏာသိမ်းထားတဲ့စစ်ကောင်စီကတော့ရွှေကောက်ပွဲကိုလာမယ့်ဒီဇင်ဘာနောက်ဆုံးပတ်ဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလဒုတိယပတ်ထဲမှာကျင်းပမယ်လို့ တည်ပြုပြောဆိုထားပါတယ်။ဒီရွေးကောက်ပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းသားတော်လှန်ရေးအဖွဲ့တော်တော်များများကကန့်ကွက်နေကြတာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့တရုတ်ကြီးနီဆက်ယုံဂိမ်းအစဆေအုပ်စုကလက်နက်ကြီးထုလို့ပြည်သူမျိုးသမီးတင်ဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဒေသခံတွေထွက်ပြေးနေရပြီးတရုတ်ကြီးနီတဲကလမ်းဆောင် စစ်အုပ်စုကိုမိုင်းဆွဲတိုက်ခိုက်တယ်လို့သိရပါဗျ။စကိုင်းတိုင်းရင်းမဲ့ပင်နဲ့စလင်းကြီးမြို့နယ်အတွင်းကျင်းညီတူးနေတဲ့တရုတ်တွေကိုဂိမ်းဆောင်ပေးနေရတဲ့စစ်အုပ်စုကအနီးဝန်းကျင်ကျင်းရွာတွေကိုလက်နက်ကြီးထူးစစ်ကြောင်းထိုးလို့ဒေသခံပြည်သူအမျိုးသမီးတအုပ်တီဆုံးကနေအိမ်တချို့ပြက်စီးပြီးပြည်သူတွေထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါဗျ။ဇွန်လ15ရက်ကစတင်ပြီးတရုတ်ကျင်းညီစက်ရုံခေအဆောင်စစ်အုပ်စုကအင်အား300လောက်နဲ့အနီးဝန်းကျင်ကျင်းရွာတွေကိုစစ်ကြောင်းထိုးကလက်နက်ကြီးထူးနေတာလို့ဆိုပါတယ်။ဇွန်လ18ရက်ညပိုင်းတရုတ်ဝမ်ဘောင်ကုမ္ပဏီတွေကနေပြစ်ခတ်တဲ့လက်နက်ကြီးတွေ ီးကျင်းရွာတွင်ကြာရောက်လို့ဖောင်းကားမြောက်ရွာကအသက်60ရွယ်အမျိုးသမီးကြီးတအူနှလုံးရက်တီးဆုံးပြီးမိုးကျိုးပြင်းမြောက်ရွာကအိမ်တလုံးပျက်စီးခဲ့တယ်လို့ဒေသခံကပြောပါတယ်တရုတ်ကျင်းနီစက်ရုံတွေကနေကျင်းရွာတွေဘက်လက်နက်ကြီးတွေစက်တိုက်ပစ်ခတ်နေသလိုဘိန်းနယ်ကြောင့်ကြီးစာကြ ဂုံတော်ဒုံတော်စတဲ့ကျင်းရွာတွေကိုလည်းစင်အုပ်စုကစီးနီးယားထိုင်ချတက်ဆွေးနေပြီးရင်းမပင်နဲ့အရှိချမ်းနဲ့စလင်းကြီးမြို့နယ်အမြောက်ချမ်းရှိကျင်းရွာတွေကပြည်သူတွေထွက်ပြေးတင်းရှောင်နေရတယ်လို့ဒေသခံတွေကသတင်းဌာနကိုပြောပါရယ်ကင်းယူတဲ့အင်အားကမြင်ရတဲ့နာမခအနောက်မြောက်တိုင်းစစ်ဌာနချုပ်မုံရွာကစစ်သားတွေပါပါရယ်ဝမ်ဖောင်ကလည်းထွက်တယ်၂၈ရဲတရင်ကလည်းထွက်တယ်ရွာတွေနဲ့ဝင်တော်အလုံးထွက်ပြေးကြရတယ်လို့ရင်းမပင်မြို့နယ်တိုက်နယ်နှင့်ပကဖားဖွဲ့ဝင်တအုပ်ကပြောပါရယ်တရုတ်ကြီးနီဆက်ယုံခိန်းဆောင်စင်အုပ်စုကဝမ်ဖောင်ကုမ္ပဏီပတ်ချလဲကကျင်းရွာ တွေကိုကင်းလှည့်ရင်စစ်ကြောင်းထိုးကစီးနင်းလူရဲ့အကြမ်းဖက်နေပြီးတနက်ပြစ်ဖောက်တာဝမ်ပေါင်ကုမ္ပဏီအတွင်းကနေလက်နက်ကြီးထူတာတွေလုပ်နေလို့မြောင်ပင်ကြီးတောင်ပလူအောင်ချန်းစီအေကုံးဒုံတော်ဂုံတော်ကြီးစာကြပီကုံးစားတဲ့ချင်းမာကပြည်သူတွေစစ်ပေးရှောင်နေကြတာတပတ်လောက်ရှိပြီလို့ဆိုပါတယ်ကြေးရွာတွေလည်းစစ်ကြောင်းထိုးကစီးနင်းအကြမ်းဖက်ရင်ရင်းမပင်မျိုးနဲ့ မြောင်ယမဒနာနီရောက်လာတဲ့စေအုပ်စုကိုဇွန်လ19ရက်မနက်7:00နာရီကျော်ချိန်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစေအုပ်စုအသေးပြောက်ရှိပြီးစေအုံဆောင်ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ရင်းမဲ့ပင်မြို့နယ်တိုင်းနယ်နဲ့ပကဖာမဲမောင်ပြောက်ကြားတပ်ဖွဲ့တာဝန်ခံကပြောပါရယ်စလင်းကြီးနဲ့ရင်းမဲ့ပင်နယ်ကလက်ပံတောင်းတောင်းနဲ့ကြီးစင်တောင်တွေမှာကြီးနီတူးနေတဲ့တရုတ်ပိုင်ဝမ်ပေါင်းနဲ့ရန်စီဆက်ယုံတွေကိုစေအုပ်စုကဂိတ်ဆောင်ပေးနေရတာဖြစ်ပါတယ်အဲ့ဒီဆက်ယုံတွေကနေကြီးနီတွေကားနဲ့တဲထုတ်တိုင်းအက်စစ်တွေကားနဲ့တဲယူတိုင်းစေအုပ်စုကလမ်းတစ်လျှောက်လုံးကျုံရင်ရှူပင်းရပြီးအနည်းဝ ွင်းချင်းကျေးရွာတွေကိုစီးနင်းလူရဲလူသက်မိရှို့ဒေသခံတွေကိုတစားကံလူသားတိုင်းဖမ်းဆီးလာပြီးလှုပ်လိရှိတယ်လို့ဒေသခံတွေကပြောပါတယ် နောက်တစ်တပုတ်အနေနဲ့နောင်ချုံမြို့နယ်ရှိချင်းရွာခုနှစ်ရွာမှာစစ်ကောင်စီတပ်နဲ့ TNN လေတို့တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကလက်နက်ကြီး144လုံးနဲ့ဒရုန်းနဲ့ပုံ32လုံးကျင်းချတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ရှိလက်ပံကုန်းတည့်ရကုန်းညံတော်ရွှေသွန်းလုံဝဲအုံမတိချင်းရွာနဲ့စမ်ဆဲချင်းရွာတို့မှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေရာစစ်ကောင်စီတပ်ကလက်နက်ကြီး144လုံးနဲ့ဒရုန်းနဲ့ပုံ32လုံးတို့ကိုကျင်းချတိုက်ခိုက်ခဲ့တယ်လို့တောင်းတက်မတော် TNN လေးကဒီကနေ့မှထုတ်ပြန်ပါတယ်။ဇွန်လ20ရက်မနေ့က နှစ်ပိုင်းမှာပိန်းနေကုန်းနဲ့ညံတော်ချင်းရွာကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး73လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။မနေ့ကမနေ့ပိုင်းမှာပဲတရက်ကုန်းချင်းရွာနဲ့ကန်ချီချင်းရွာမှာတိုက်ပွဲဖြစ်ပွားနေချိန်တွင်စစ်ကောင်စီတပ်ကလက်နက်ကြီးအလုံး20နဲ့ဒရုန်းပုံ71လုံးတို့ကိုကျဲချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်လက်ပံကုန်းချင်းရွာနဲ့လိုင်ဝဲချင်းရွာမှာလည်းတိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်ကလက်နက်ကြီး46လုံးနဲ့ဒရုန်းနဲ့ပုံ6လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ TNL ကဆိုပါတယ်။မနေ့ကနေ့လယ်ပိုင်းမှာလည်းရွှေသွန်းချင်း ရွာမှာတိုက်ပွဲဖြစ်ပွားနေခြင်းအတွင်းစစ်ကောင်စီတပ်ကလက်နက်ကြီး53လုံးနဲ့ဒရုန်းနဲ့ဘုံ်15လုံးကျဲချတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဆမ်ဆဲကြီးရွာနဲ့အုံတီကြီးရွာမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ DNL တို့ထိတွေ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ မနေ့ကမနက်ပိုင်းမှာပဲရှင်မောင်တန်းနဲ့ရွှေညောင်ပင်ချင်းရွာကြားစစ်ကောင်စီတပ်နဲ့ TNL တို့တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ကလက်နက်ကြီး40လုံး၊ဒရုန်းနဲ့အစိမ်ငွေပုံ6လုံး၊ဘုံ55လုံးတို့ကျင်းချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဇွန်လ17ရက်မနက်ပိုင်းကလည်းညံတော်နဲ့ရွှေသွန်းကျွရွာမှာစစ်ကောင်စီတပ်နဲ့ TNL တို့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်ကလက်နက်ကြီး38လုံး၊ဒရုန်းနဲ့ဘုံ10လုံးတို့ကျင်းချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်စစ်ကောင်စီတပ်ကတိုက်ပွဲမဖြစ်ပွားတဲ့ရွှေညောင်ပင်နဲ့ရှင်မောင်တန်းကျင်းရွာဘက်ကိုလည်းပြည်သူ လူတို့ကိုပြစ်မှတ်ထားပြီးရည်ရွယ်ချက်ရှိရှိလက်နက်ကြီးရှင်းလုံးဒရုန်းနဲ့ပုံတိ23လုံးကျင်းချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNL ကဆိုပါတယ်။ညီနောင်မဟာမိတ်၃ဖွဲ့ကငလင်တန်းတင်ပြည်သူတွေနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာထိုးစစ်စင်နာရီပြုလုပ်မှာမဟုတ်ဘဲတစ်ဖက်သက်အပြည့်ရဲ့ကာလကိုတလတတန်းထတ်တိုးထားခြင်းစကောက်စီတက်ကအခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်စင်နေတာကြောင့်နောင်ချုံမြို့နယ်မှာတိုက်ပွဲတွေမကြာခဏဖြစ်ပွားနေရလို့ TNL ကထုတ်ပြန်ထားကြောင်းတရင်မှာဖော်ပြပါရှိပါရဲ့ရှင်။